ဒီ28ရက်နေ့နေ့လယ်ပိုင်းလောက်မှဖြစ်လိုက်တာအဲ့ချိန်မှာဟိုဟာအကုန်လုံးចောင်းပေါ်မှာနေရှိနေတော့ရုပ်တရက်ဖြစ်လိုက်တော့ကြမ်းလဲကြမ်းတော့လေအမှထိခိုက်တံရတွေလည်းရတယ်ဦးလေးကတော့မတက်ရက်တံနဲ့တုံခါပြီးလဲသွားဘာမှလည်းအမှတ်မရတော့ဟုတ်ကဲ့လက်ရှိခက်ခဲရလောလောဆယ်ဒီចောင်းရလည်းမပြီးပြတ်သေးဘူးဆိုတော့နေဖို့ကအဆင်မပြေတော့ခုလောဆယ်တော့ညီကြီးမှာပဲအဲ့လိုတဲထိုးပြီးနေရပါရှင့်အဲ့တော့အတွန်းလောလောဒါကြမ်းနေအိမ်မွားအောင်စင်ပြေရပါတော့စင်ပြေပြီးတော့

။အော်ဦးလေးနာမည်ဦးမြင့်စွေခေါ်ရတယ်။ဒီဘက်ကရောကျမနာမည်မေသူမြင့်မှရှိ။ဒီမှာဒီဒီနေလေးဆိုင်လေးကြည့်ပြပြပါ။ဟုတ်ကဲ့ဒါဟဲ့ရရောမနံပါတ်ကျောင်းမှရှိ။ဟုတ်ငလင်ကဒီမထင်မှတ်ပဲနဲ့ဖြစ်လိုက်တာဗောနော်။ဒီ28ရက်နေ့နေ့လယ်ပိုင်းလောက်မှဖြစ်လိုက်တာအဲ့ချိန်မှာဟိုဟာအကုန်လုံးကျောင်းပေါ်မှာနေရှိနေတော့ရုတ်တရက်ဖြစ်လိုက်တော့ကြမ်းလဲကြမ်းတော့လေအမှထိခိုက်တန်ရာတွေလည်းရတယ်နောက်ပြီးတော့ ဟုတ်ကဲ့နည်းနည်းအဆင်မပြေဖြစ်တာပေါ့နော်တော်တော်လေးကိုဒုက္ခရောက်ခဲ့ပါရှင့်။ဒီလိုအဲ့အဲ့အတိုင်းပါပဲ28နှစ်ဖြစ်တော့ဘာလုံး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 ကြရမှာမသိတော့ဘူး။ဦးလေးကတော့မတက်ရက်တာနဲ့တုံခါပြီးလဲသွားဘာမှလည်းအမှတ်မရတော့အကုန်ပြူလဲပြီးတော့အခုလိုပဲမိုးကတဲလေးနေပဲညီကြီးပေါ်မှာပဲနေဟာ။စဉ်းစားလို့လည်းမရပါဘူး။ဟုတ်ဘူးလောလောဆယ်ကတော့ဖြစ်တယ်လို့ပဲနေရသေးတာပေါ့စဉ်းစားဖို့ကကြတော့ရှင်းတော့စဉ်းစားမှာပါဟိုက ခုလောက်တဲ့ဒီကိုရဲ့အကြီးကဲအပိုင်းတွေကလည်းအကုန်လုတ်ပေးနေတယ်လေအဲ့လိုမျိုးဟုတ်ကဲ့ဟုတ်ကဲ့လက်ရှိခက်ခဲရလောလောဆယ်ဒီတောင်းရလည်းမပြီးပြတ်သေးဘူးဆိုတော့နေဖို့ကအဆင်မပြေတော့ခုလောဆယ်တော့ညီပြီးမှပဲအဲ့လိုတဲထိုးပြီးနေရပါရှင့်ဟုတ်အရင်တော့လည်းကျွန်မလက်ကွန်မြင့်မှနေပါလေရှင့်ဒါဒီမှာဒါစီပွားရေးလုပ်နေတယ်ဟုတ်ကဲ့ဒီမှာကစီပွားရေးလေးလုပ်ရအောင်ဆိုဒီဘက်ကိုကြောင်းလိုက်နေဒီလိုမျိုးတွေဖြစ်ကြုံရတာပေါ့အဲဒီပေါ်ကဒီရင်တော့ရေးရေးရတာဒါကြုံကြုံရတယ်ဟုတ်ကဲ့ဒီမှာကျွန်မရောက်ခါစားခဲ့တယ်ကြုံရတယ်ချက်ဒီ ောက်ဖက်တစ်ထက်လုံးဆိုဒီတရွာလုံးဆိုလည်းတော်တော်မြုပ်ကုန်ကြတယ်အားကြောင့်မလို့ဒီဖက်မှာနေလို့မရလို့ကျွန်တော်တို့ဟိုအရှိတ်ဘက်ကညောင်ပြင်းမျိုးကိုပြောင်းရတယ်ဆိုအော်အဲ့လက်ရှိခက်ခဲလေးရောဟာဘာဖြစ်နေအဲ့ဒါလဲဟုတ်လက်ရှိခက်ခဲရတော့လောလောဆယ်နေထိုင်မှုကတော့အဆင်မပြေသေးဘူးပေါ့ဟုတ်ကဲ့ထိထိတန်းအမနေတဲ့လက်ရှိနေတဲ့လိမ့်စာလေးရောရွာမနံပန်ကျောင်းခဲရွာမနံပန်ကျောင်းအဲ့တော့အဲ့တော့လောလောတာကျန်းနေအိမ်မောင်စင်ပြေရပေါ့နော်စင်ပြေပြီးတော့ ဒီဖုံးချောင်းထဲမှာတဲထိုးပြီးတော့နေလူကတဲထိုးပြီးတော့နေငလင်လောက်တော့ပထမဆတ်လောက်တော့တော့တစ်ချက်ပေါ်တော့လုံးစောငလင်လောက်တယ်ဆိုပြီးတော့ထိုင်နေသေးတယ်နှုတ်ကြောတားရမ်းခါလာတော့ခါကျတော့ပြုံမှာကြောက်တော့အဲ့လိုပဲဆင်းပြီးတော့အောက်မှာဆင်းနေရဒီတရားထိုင်တာလေးမှာပေါ့ဒီပဲပြေးမှာဆိုအမားတို့အင်ဂျာတော့ဘယ်လိုဖြစ်သွားလဲအင်ဂျာအင်ဂျာတော့လား အိမ်ကျတော့ရိုင်သွားတယ်တက်လို့လည်းမရတော့ဘူးအဲ့လိုလေကားတတရားစပြုတ်သွားတယ်ဟိုအရင်တော့ကတော့ဟုတ်ပဲပေါ့နော်ဟိုခင်အပြင်းနေပဲပေါ့အခုကဒီဘက်မှာလာပြီးတော့နေရာတော်လေးနေလောက်ရှိပေါ့ဟိုလည်းစီဝိုင်းလို့မဆိုလားဟုတ်တယ်ဆရာတော့ရိတ်မှာပေါ့နော်ဟုတ်ဆရာတော့အရင်တော့ဆိုရင်စွန့်ခိုင်းပြီးတော့ကြည့်တယ်အခုငလင်လို့တက်ခါကျတော့ရွာထဲမှာလည်းပြူတော့အဲ့လိုပေါ့ခုခုပဲ ချက်စာစွရင်ပို့ရင်လည်းပေးတယ်ပေါ့အရင်တော့တော့ဆရာတော်နဲ့ပဲနေပြီးဆရာတော်ကြည့်တာပဲစားတယ်အလုံးမရှိသေးဘူးအခုမှသာလို့ကိုယ်ကြီးကလေးရောင်းတာပေါ့အဲဆရာတော်ကလည်းဒီမှာဟိုတုတ်ဆိုင်တွေပါလေးဖွင့်ဖို့အရင်နေ့ထုတ်ပေးကြတာပေါ့လို့ပဲနေကြအခုလက်ရှိကတော့မူကတင်းနဲ့ကွင်းပြင်မှာပဲပေါ့နေရတာအခုမူရင်းဆိုတော့အဆင်မပြေဘူးပေါ့မူကအမူနဲ့ပဲနေရခိုင်လည်းမူမလုံးဘူးပေါ့ ကျောင်းကလည်းဆရာတော်ကျောင်းကလည်းမပြီးသေးဘူးဒီပဲစွန်းစားကျောင်းကြီးကလည်းနေတာလေစောင်းပြီးပြုတ်တော့ဖြစ်ပလဲတော့တင်းနေပဲနေရမြတ်တင်းနေဟုတ်ဒီမှာဆရာတော်လို့ရင်ဟိုအကုန်လုံးကဝိုင်းဝင်းပြီးတော့လုတ်ပြီးတယ်တဲတဲကြောက်တဲ့အကုန်လုတ်ပြီးတာကျောင်းကျောင်းဆောင်အတွက်အကုန်ဝိုင်းလုတ်ပြီးတနေ့ဆိုနှစ်ခါလောက်ကငလင်လုံနေတယ်လို့ပဲခေါင်းမူးရပါတော့နော်မူးမူးတယ်ဒီတိုင်းတူပဲအဲ့လိုပဲရှင်ပြီးလဲကြုံခဲ့တယ် ရပြီးဆိုရင်အဲအကြောင်းကောင်းဒီတဝက်ထိတက်တယ်အတော့ဆိုရင်ဆရာတော်ကဆက်လီတွေငားပြီးတော့ဟိုအချစ်ပဲကြောင်ပုတ်ပေးတယ်နလားသုံးလားလောက်ရေချပြီးဆိုမှပြန်ခေါ်တာအဲ့တော့အခက်ခဲလေရောပြပြနေရောအဲ့တော့လည်းခက်ခဲတယ်တော်ဟိုအပေါ်တော့စားရပါကြီးပေါ်တော့ရေကအစပေါ့နော်ဒီမခုတ်ခင်ဆိုရင်ဒီရေပဲတုံးရတာပေါ့အဲ့ဒါပဲတုံးရတာစားဖို့ပေါ့နော်စားဖို့ဆန်စီပေါ့ဒီဘာလေးလေးဖြစ်တော့ခါကျတော့စွန့်ချိုက်တွေဘာလေးလည်းမရှိရော cô chết ra rồi bộ.